ရှန်ကုန်ဘိတ်ခေါက်ကအမေရိကန်နိုကော်ဖီနဲ့အက်စပရက်ဆိုချစ်စ်ကိတ်ဒီဆိုင်မှာဝယ်ဆောင်မှုပေးနေတဲ့အမျိုးသမီးလေးတွေကရှန်ကုန်ဘိတ်ခေါက်လို့ခေါ်တဲ့နောက်တိုင်းအစားအစာအချိန်တိုင်းအစားအစာကိတ်မုံဖုတ်တာနဲ့စားတော့ဆိုင်ဝယ်ဆောင်မှုတွေကိုအခမဲ့တင်ကြားပေးနေတဲ့ရန်ကုန်ဘိတ်ခေါက်တင်တဲ့ကြောင့်အကြောင်းလူတွေပါဒီတင်တဲ့ကြောင့်မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့အမျိုးသမီးလေးတွေရဲ့အလုတ်ကိုင်းအခွင့်အလမ်းကောင်းတွေရရှိဖို့ ਨੇ ဘုံကတိုးတက်မြန်မာရေးဆိုတဲ့အခြေအနေချက်တွေနဲ့ဖွင့်ထားတာပါ ဒီအမျိုးသမီးလေးတွေဒီသင်တန်းကျောင်းကိုရောက်မလာခင်မှာသူတို့တွေမှာစိတ်ဝင်စားစရာကောင်းတဲ့ဘဝနောက်ကျောင်းလေးတွေရှိပါတယ်ဒီကျောင်းတွေကိုအင်မီဆန်ကတင်ဆက်ထားပါတယ်ခင်ဗျရန်ကုန်ပေါမုတ်ကိုတင်တန်းကျောင်း ဒါကတော့အလောက်ကင်ခွင်လန်းနေပါတဲ့အမျိုးသမီးတွေရဲ့လူမှုစီးပွားရေးအခြေအနေတွေကိုမြင့်တင်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ထားတဲ့တင်နန်းကြောင်တစ်ခုပါဒီတင်နန်းမှာမတူညီတဲ့လူမှုရေးနောက်ခံအခြေအနေတည်တည်ကနေဆင်းသက်လာကြတဲ့အမျိုးသမီးတွေတက်ရောက်လို့နေပါတယ်စီတော့ဆိုတဲ့ဒီ women right တင်ပတ်တဲ့ဥစ္စာကာကွယ်ပေးဖို့စီတော့ဥပဒေထုတ်ထားတဲ့ ဒီတင်တဲ့ဟာအလုတ်ကင်ခွင်လန်းနေပါတဲ့အမျိုးသမီးတွေကိုဗဟုပြုထားတဲ့အတွက်တင်ထဲမှာတက်ရောက်နေတဲ့အမျိုးသမီးတွေရဲ့ရုံးကန်လှုပ်ရှားခဲ့ရတဲ့ဘဝနောက်ခံဇလန်းတွေဟာလည်းတရွာတပုတ်ဆန်းဆိုသလိုရှိလို့နေပါတယ်အသက်30ရှိပြီဖြစ်တဲ့ပြည်ရင်တိုင်းရင်းသူနော်စာဧပြီ4တရက်အိမ်အောင်ကြပြီးတဲ့ကဝင်ဝင်ရတဲ့အလုပ်မလုပ်ပြခဲ့တာကြာခဲ့ပါပြီ အခုတော့တိုးဝလာတဲ့သမီးလေးနှစ်ယောက်နဲ့သူတို့လေးတွေရဲ့ရှေ့ရီအတွက်သူ့အလုပ်တစ်ခုလုပ်ဖို့စုံဖြတ်ခဲ့ပါတယ်။အိမ်တော်ကြပြီးတော့ကိုယ့်အကူငားနေတာပေါ့နော်။ကိုယ့်အကူငားနေတဲ့ခါကျတော့အိမ်လားကနဲ့စားစရိတ်နဲ့ဒီလိုပဲလုံးလိုက်ချလဲလိုက်ပြီးတော့အလုပ်ကလေးကလည်းငယ်သေးတော့အလုပ်ကလည်းမလုပ်နိုင်ဘူး။ဒီလိုပဲနေနေနဲ့ဒီလိုပဲနေလို့တော့ဖြစ်တော့ဘူးဆိုပြီးတော့အလုပ်ကလည်းလှုပ်ချင်းကလေးကလည်းကြည့်မဲ့လူမရှိဘူး။အဲအကြောင်းအလုပ်လုပ်ဖို့အမေဒီနဲ့အတူပြန်လာနေတာပေါ့နော်။ သူဒီလိုဆုံးဖြတ်ခဲ့တာကြောင့်ဆက်ရှိပြီပဲလေအိမ်လေးထဲမှာသူတို့အပါဝင်အိမ်အောင်စု၃စုမိသားစုစုစုပေါင်းဦးရေ12ဦးဖြစ်သွားခဲ့ပါတယ်တကယ်တော့သူတို့ညီကိုမောင်နှမမိသားစုတွေဟာ ARR တိုင်းမြောင်မြမျိုးကပါ သူကိုယ်တိုင်တက်မဲ့နှစ်မှာပဲရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်ရောက်ရောက်ချင်းမှာဂျုံရလှုပ်လှုပ်ကြရတာပေါ့နော်အဖေကလည်းဂျုံရလှုပ်တယ် ီလိုပဲအဆင်မပြေတော်တော်ရုန်းကန်ရတယ်။အမကတော့အထည်ကျုံမှလုပ်တယ်။ကျမကတော့လူစားအကြောင်းပိတ်အကြောင်းပိတ်တဲ့ခါဆိုရင်တော့အလုပ်ဝင်လုပ်တာပေါ့။ဒီလိုအခက်အခဲတွေကြားကပဲဧပြီဟာစေတန်းကိုနှစ်ချင်းပေါ့အောင်မြင်ခဲ့ပါတယ်။အကြောင်းမတက်ဖြစ်ဘူး။စီးပွားရေးအဆင်မပြေတာလဲပါတယ်ပေါ့နော်။မောင်လေးတွေကလည်းငယ်သေးရောလေ။အဆောင်တော်ဘူးတနခါဆက်ရောမှာဝင်လုပ်တယ်။အဲ ဆယ်တန်းလက်ဖြည့်လက်ပြီးလက်ပြီးတော့အထဲကျုံမှဝင်လောက်တယ်ဒီလိုနဲ့သူဟာစော်ဘွားကြီးကအိမ်ဆောက်ပစ္စည်းဆိုင်မှာတာလီစီရေးမီလုံရင်းနဲ့အိမ်တောင်ကြာခဲ့ပါတယ်အင်းအောင်ကြပြီးရဲ့နောက်မှာတော့သူ့အမျိုးသားကုန်ထမ်းလို့ရတဲ့ဝင်ငွေတစ်ခုကိုသာအမိပြုရင်းမွေးဖွားလာတဲ့သမီးလေးနှစ်ယောက်ရဲ့အိမ်အောင်မှုနယ်ပယ်မှာလုံးဝပတ်ချလိုက်နေပါတော့တယ် ဘကူးတိုင်းဒေသကြီးလက်ဘရန်မြို့တည့်ရချောင်းကျေးရွာသူခရင်မာလီနာစီဝါတယောက်အခုဆိုရင်အသက်16နှစ်ပြည့်ခဲ့ပါပြီအသက်က16လမ်းအလောက်မှာရန်ကုန်မလာထက်လောက်တဲ့ပထမဆေးလုတ်တဲ့နေရာမှာလုတ်တယ်ပေါ့နော်နှစ်လကြာရဲ့အနှစ်လကြာပြီးပြန်အိမ်မှာပဲပြန်နေတဲ့တိတ်တော့မကြောက်ပေါ့နော်မနလီသွားတယ်မနလီမှာအိမ်ပေါ်ပဲပေါ့လက်ဗရန်ဆေးဥစီအောင်ရဲ့အိမ်မှာပေါ့ သူမိမအဖော်မရှိတော့အဲသူနဲ့တွားနေပြီတက္ကသိုလ်မှာတော်တော်တော့တော့9000ရတယ်အမတော်တော်တော့9000ရတယ်မန္တလေးမှာတော်တော်တော့9000ရတယ်မှာအိမ်နောက်သူအိမ်လိုလုတ်ခဲ့ရတဲ့အလုပ်တွေထက်ပိုပြီးအဆင်ပြေနိုင်မဲ့အလုပ်တွေကို လုပ်နိုင်ဖို့အဆက်အသွယ်ကောင်းတွေရှာခဲ့ပါတယ်ဒါပေမဲ့လည်းအတန်းပညာအမကောင်းခဲ့တဲ့သူအဖို့တော့အလုပ်ကောင်းကောင်းရဖို့ဆိုတာမတည်ကြလာပါဘူးအဆင်ပြေလို့အငားရမ်းမဲ့တက်ပြီးတော့ထွက်လိုက်တယ်ပေါ့နော်အဲ့တော့ငယ်သေးတော့လေ ဘာမှဟိုမတွေးဘူးကောเนาะဟိုသူတို့ကမတက်နဲ့လို့ပြောလဲမတက်တော့ဘူးဘူရိုင်းဒေတာကြီးတောင်ငုံမြို့မှာနေတဲ့စင်သူလင်တယောက်ဆယ်နဲ့ပြေဖို့ရန်ကုန်တက်လာရင်ကအိမ်နောင်ကျသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့သမီးလေး၉နှစ်အရွယ်ရောက်တော့စိတ်တဘောရာချင်းမတိုက်ဆိုင်တော့တဲ့အိမ်နောင်ဘက်ကိုသူ့ခွာလိုက်ပါတယ်။အိမ်နောင်တစ်ခုကကြာပြီးသွားပြီဆိုတော့လေ ဟိုအလိုက်ထိုက်ပဲပထမတော့နေပေးလိုက်ပေါ့ तू မကြိုက်တဲ့ဆိုဒီ तू တင်ညာမသွားနဲ့ဆိုကိုချောင်းလိုက်တယ်မသွားဘူးပေါ့နော်ဟိုဒီလူနဲ့တွဲတာစကားပြောတာမကြိုက်ဘူးဆိုကိုကပြဿနာရှိမှဆိုလို့ချောင်းလိုက်တယ်နောက်ပိုင်းအဲ့လိုအဲ့လိုလိုက်လှုပ်ပေးပါများတော့ဘလို့ဖြစ်လာလဲဆိုတော့ကို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 ဟိုအိမ်ထဲမှာပဲအမြဲတမ်းနေပြောတော့ဘသူနဲ့မှလည်းအဲ့လိုမျိုး မသွားရဲမလာရဲပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့ပွားထိရောက်သွားတာပေါ့နော်မိဘအိမ်ပြန်လာတော့မှခဏတစ်ဖြုတ်ပြန်တော့မှပြန်ပြန်မိပါနေအဲ့လိုမျိုးရမ်းနေစိတ်ကျဉ်ကြတာပေါ့နော်မုန်းကြတယ်အဲ့ဒီဘွားရလည်းမနေရှင်အမှန်တမ်းပြောလို့ရှင်ရုံထွက်ရှင်လေလေကက်ကြီးတွားပြီပေါ့လားအခုဆိုရင်သူဟာအိမ်နောက်ဘက်နဲ့လမ်းခွဲခဲ့တာတစ်နှစ်ကျော်ခဲ့ပါပြီသူ့အဖွားနဲ့အတူနေထိုင်ပြီးစိုက်ကွန်ကဖေးမှာအလုပ်လုပ်နေရင်းကအဖေနဲ့အတူပါသွားတဲ့သမီးလေးကိုအလုပ်နားတဲ့ရက်တွေမှာခေါ်တွေ့လေးရှိပါတယ် ီလိုရမျိုးတွေမှာသူရှာဖွေထားတဲ့ဝင်ငွေနဲ့နေတဲ့တက်တော်မှာဖြစ်တဲ့သူ့သမီးလေးရဲ့လိုအပ်မှုတွေကိုဖြည့်ဆည်းပေးပါတယ်။အထောင်းနဲ့ဒူနီအပေါ်တော့အဖေသူဘယ်လိုရမလဲလိုချင်တာတစ်ခုရှိရင်ပြောရဲပေါ့နော်အလိုမျိုးစိတ်တွေမှခံတော့အာမေးဖြစ်တဲ့သူလို့ရှိရင်ငါဆိုရင်ဆက်ရှင်ပြောရမှာပေါ့။ဒါစတဲ့အောင်ဆုံးတော့သူရင်မှာပြောရမှာပေါ့နော်။ တကယ်တော့သူဒီလိုဝင်ဝင်ရတဲ့အလုတ်ကိုင်လုတ်ခဲ့တာဟာသူ့သမီးလေးရဲ့ရှေ့ရီအတွက်ပါဒါပေမဲ့အလုတ်လုတ်ဖို့သဘောမတူတဲ့အမျိုးသားကြောင့်ဒီအလုတ်ရဖို့တင်းနေတတ်တဲ့အချိန်ကပဲသူမျက်ရည်တွေနဲ့ရင်ခဲ့ရပါတယ် I check on the machine sandwich counter ရန်ကုန်ပေါမို့ဖို့တင်းနှင်းကြောင်းကိုအမေရိကန်နိုင်ငံသူအမျိုးသမီး၂ဦး၊ကနေဒါသူ၁ဦးနဲ့မြန်မာအမျိုးသမီး၁ဦးစတဲ့အမျိုးသမီး၄ဦးပေါင်းပြီး၂012ခုနှစ်ကတည်ထောင်ခဲ့ပါတယ်။ဒီနေ့ဟာဆေးလာကြမြင်ပြီးအခြေခံအရှိတိုင်းအနောက်တိုင်းတွေရဲ့မိဖို့ဆောင်တဲ့မဟုတ်ဖို့တာအပြင်စားသုံးဆိုင်ဝန်ဆောင်မှုတွေကိုပါတင် जा ပေးပါတယ်။ ပြီးတော့တင်းနှင်းတက်စာတွေကလောက်ခလစာအဖြစ်ပထမ3လမှာကိုးတောင်းပေးထားပြီးဒုတိယ၄လနဲ့တတိယ3လတွေမှာတော့တသိန်းနဲ့တသိန်းကျော်အထိပေးထားပါဗျာ။ဟိုကဘရိုက်ကမြန်မြန်လာလို့လည်းပြန်လုံးမှာအစီအပြေပါ။ Yeah. ဒါကြောင့်လေဒီတင်နှန်းကိုတက်ဖို့လက်ခံပေးလိုက်တာနဲ့ပြောင်းလဲသွားခဲ့တဲ့ဘဝတွေအတွက်ဒီတင်နှန်းကိုတီထောင်သူတွေကတအူးဖြစ်တဲ့ဒေါ်ဖြူဖြူတင်ကတော့ပီတီရေးဝေဖြာနိုင်ခဲ့ပါတယ်။ ချို့ဆိုလို့ရှိရင်ဒီသင်တန်းကိုလက်ခံပေးလိုက်တာနဲ့ချိန်ွားပြီကောက်ပင်ကနေရတဲ့အသီးလေးတွေ very salty လူမှုဖွဲ့စည်းတွေနဲ့ချိတ်ဆက်ထားတဲ့ဒီရန်ကုန်ပေါင်မို့ဖို့တင်တန်းကြောင်းကိုတက်ခွင့်ရဖို့အတွက်နော်စာဧပြီ4ကတော့ငွေစုငွေချေအသင်းတစ်ခုကနေတက်ရောက်ခွင့်ရခဲ့ပါတယ်။ဒီမှာဝိုင်လူလူစီငွေစုငွေချေအသင်းရလေ။ဒီအသင်းရဆီယာမားတွေကမဟုတ်ဖို့တင်တန်းရှိတယ်လို့ပြောတဲ့အခါကျတော့ အရန်ကိုတက်ချင်သွားတာပေါ့နော်အမုတ်ဖို့တင်လဲဆိုတော့စိတ်ထဲမှာဒီတင်နဲ့တက်ပြီးလို့ရှိရင်တော့အိမ်မှာမုတ်လေးပါလေး never လောက်ရောင်းမယ်ဆိုပြီးတော့စိတ်ကူးနေတော့ဝင်ဝင်တက်ချစ်တာပေါ့နော်ဝင်တက်တော့ဟိုတယ်လိုက်ဖြစ်ရတယ်တီတင်နှဲက3လစာတွေတင်ရပြီး6လကိုခုရွေးချေရပါမုတ်ဖို့ဒါမှမဟုတ်မိဖို့ကြောင့်ချက်ပြုတ်တဲ့နေရာမှာတင်ကြရပါတယ် ကျင်းနေတဲ့တလာကိုတော့ပလင်းခုံတို့နဲ့အင်းရမှာဖွင့်လှစ်ထားတဲ့ရန်ကုန် Brain House Cafe ဆိုင်တွေမှာလက်တွေ့လုပ်ငန်းကွင်းဆင်ရပါတယ်။အခုဆိုရင်နှောစာဧပြီ40ရက်ဒီတင်နေငါရတဲ့လောက်ခလာစာလေးနဲ့သူတို့မိသားစုလေးရဲ့စာဝင်နေရေးအတွက်ဒစိတ်တစ်ပိုင်းဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ ကုန်ထမ်းတဲ့အလုပ်ကနေကုန်ပစ္စည်းအော်ဒါတွေကိုလိုက်ပို့ပေးရတဲ့ကားမောင်းတဲ့လုပ်ငန်းကိုပြောင်းရွှေ့လုပ်ကိုင်လိုက်တဲ့အမျိုးသားရဲ့ဝင်ငွေမရရှိတဲ့တချို့ရက်တွေကိုလည်းဒီတင်နှင်းကဖန့်ပိုးပေးတဲ့ဝင်ငွေလေးနဲ့ကုစားပေးနိုင်ခဲ့ပါပြီ။သားစီဝါတယောက်ကတော့ရွာကတင်းအောင်စီအရဲ့အဆက်အသွယ်နဲ့ရန်ကုန်ပအောင်ဖို့တင်နှန်းကို တက်ခွင့်ရခဲ့ပါတယ်။ နေစရာအဆောင်ပေးထားပြီးနိလေစာပါကျွေးရဲ့ဒီတင်ထဲမှာသူစာတွေ့သုံးလာပြီးလို့မြန်မာနိုင်ငံသားစပိုဆောင်တာဝန်ခံတင်ထဲမှုတွေနဲ့အတူနိုင်ငံတကာကကျွမ်းကျင်ပညာရှင်တွေရဲ့လက်တွေ့တင်ကြားမှုအောက်မှာသူတည်ယူနေရပါပြီဒီတင်ထဲတက်တော့ ice skating လေးတင်ရတယ် personal hygiene လေးတင်ရတယ်အင်္ဂလိပ်စာကွန်ပျူတာပေါ့ကျမကြီးလေးတင်ရတယ် ူ့ရဲ့အနာဂတ်တွေလင်းလက်လို့လာပါပြီ။ဒီတင်နှန်းပြီးသွားရင်တင်နှန်းရဲ့စီကံအရာတင်နှန်းကတာဝန်ယူဆက်သွယ်ပေးတဲ့အလုပ်မှာတစ်နှစ်လုပ်ရမှာပါ။ပထမတော့ကိုကဒီလိုမျိုးအခြေခံလည်းမရှိဘာမှလည်းမတင်ထားတော့အဲ့လိုမျိုးဆိုင်ဒီမှာတာဝန်လုပ်ချင်တာတော့မကိုလုပ်လို့မရဘူး။ဒီရောက်တော့ဒီတင်နှန်းနဲ့တတ်ထားတယ်ဆိုဒီတင်နှန်းလည်းပြီးတော့ကိုဖောက်ဖက်မှာလုပ်ချင်တယ်ဆိုဝင်လို့လို့ရရပါ့။ What is in a breakfast? တကယ်ကိုလှုပ်ရှင်ကန်ကျင်တဲ့စိတ်ရှိတဲ့သူတကယ်လိုအပ်နေတဲ့သူနဲ့တကယ်ကို အခက်အခဲတွေ့နေတဲ့သူတွေကိုသာခေါ်ယူတင် जा ပေးနေတဲ့ဒီရန်ကုန်ပအောင်ဖို့တင်နှန်းကြောင်းမှာတက်ခွင့်ရဖို့ဇင်သူလင်တယောက်ခက်ခက်ခဲခဲစူးစမ်းခဲ့ရပါတယ်။မိမဒီတင်နှန်းကိုတက်ဖို့ဆိုပြီးတော့တွားတော့မဟုတ်ဘူး။မိမရဲ့ရောင်းပါပေါ့နော်။သူတက်ချင်တယ်ဆိုပြီးတော့သူနဲ့လိုက်သွားပြီးတာပေါ့။အဲ့ရနေပြီးတော့ဖောင်းလေးပေးရလေ။ဒီချိန်မှာညီမရေးထားပြီးတော့မှ ဖောင်းသွားတင်တာပေါ့နော်ဘလောက်ခက်ခဲဖြစ်လဲဆိုလို့ရှင်ဖောင်တင်ကနီးအချိန်မှာတော့မှ तू ကပြေးမသွားဘူးဖောင်းက7နာရီခွဲ7နာရီဆိုပြေးတော့မှာအမှန်တော့ तू ကစိတ်ထဲတော့တကယ်တမ်းမထင်လို့ပေါ့နော်ကိုရေးထားတယ်မသိလို့ပြောရဲဆိုတော့ကိုကသွားတင်လိုက်တာ So we have 1 2 3 3 pump or this one is what ဒီလိုနဲ့သူဟာတင်နှန်းကပေးတဲ့အတက်ပညာတွေနဲ့ခံစား권리ကိုရရှိခဲ့ပါတယ် ဒါပေမဲ့အမျိုးသားရဲ့သဘောမတူညီမှုတွေကြောင့်တင်းနှံတက်နေခြင်းကာလနဲ့တင်းနှံပြီးဆုံးခြင်းအထိစိတ်ဆင်းရဲကိုယ်ဆင်းရဲတွေနဲ့ဖြတ်တန်းခဲ့ရပါတယ်။ကိုယ်ရင်ထဲကတန်ရကိုပဲတည်ရပေါ့နော်။အဆိုးဆုံးအချိန်ကအဲ့နေ့ကိုအရင်မှတ်မိနေဘာဖြစ်လို့လဲဆိုလို့ရှိရင်မနေ့ကဆောင်းဝဲဖြေရမှရှင်မှာဒီဒီနေ့လို့ညမှာပေါ့။ညမှာမနေ့၄နာရီပို့မှအရင် တညလုံးပေါ့နော်သူရစ်တယ်ပေါ့နော်ဒါရညီမမနက်9:00ကျတော့အလုတ်ကွာသွားရင်းနဲ့တခါလဲစာမွေးဖြေရတာဘူးတနားကြီးပဲအရှင်ရှိတယ်ဒါပေမဲ့ညီမရအောင်ဖြေခဲ့တယ်5300 please တင်းနန်းကိုပြီးသွားတဲ့အချိန်မှာအိမ်အောင်ရေးပြုတ်ခွဲသွားတာပေါ့အလုတ်တခုရပြီလေအဲ့အချိန်မှာ तू ကအလုတ်ကိုယူမလားငါ့ကိုယူမလားမေးတယ်ပေါ့နော်ဒါပေမဲ့ညီမပြောတယ် အလုပ်ကိုညီမလုပ်တယ်ဆိုတာမိသားစုတွေ့ပေါ့နော်အဲ့လိုပဲသူကလက်မခံဘူးရှင်မမလုပ်ခိုင်းဘူးဆိုတဲ့ရှင်မညီမကလည်းကိုတက်ထားတဲ့တင်တဲ့တက်ပညာနဲ့ရှင်နေပြီဆိုတော့ရွေးလိုက်တာပေါ့နော်အဲ့ရှင်မသူကညီမပြောမပောင်းတော့ဘူးတဲ့အခုဆိုရင်စင်သူလင်တယောက်တင်တဲ့ကဆက်တွေ့ပြီးတဲ့အလုပ်မှာတစ်နှစ်ကျော်ကြာသွားခဲ့ပါပြီ။ လာစာတသိန်းကျော်နဲ့နိလေစာဝါကျွေးတဲ့စိုက်ကွန်ကဖေးဆိုင်လေးမှာလုပ်ကိုင်းရင်သူနဲ့သူ့သမီးလေးရဲ့အနာဂတ်အတွက်ကြိုးစားရုန်းကန်လို့သာနေပါတော့တယ်။မျိုးသားတွေနဲ့ဒန်းသူအခွင့်အရေးမရသေးတဲ့မြန်မာနိုင်ငံကအမျိုးသမီးတချို့တွေနဲ့အတူမိသားစုပြိုကွဲနေတဲ့အမျိုးသမီးတွေလောက်ကန်ရဖို့အခွင့်အလမ်းမေးမိန်နေတဲ့အသက်30ဝန်းကျင်အမျိုးသမီးအရွယ်တွေနဲ့အမျိုးသမီးငယ်တွေပြီးတော့ ိသားစုကိုထောက်ပံ့ဖို့မဖြစ်မနေငွေရှာရမယ့်အမျိုးသမီးတွေအတွက်ဒီသင်တန်းလေးကတော့တက်ဆွမ်းသလောက်ကူညီပံ့ပိုးနေမှာ ဖြစ်ပါရဲ့ရှင်။ coffee နဲ့ cake ကတော့ကုန်သွားပြီဗျ။အရေးလာရှိတယ်။နောက်ပြီးတော့ဒီဆိုင်မှာလာပြီးတော့အားပေးတာဒီအမျိုးသမီးငယ်လေးတွေကိုတစ်ဖက်တစ်လမ်းကနေကူညီရလဲရောက်ပါတယ်။ကျွန်တော်တို့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါဒီစီစဉ်ဟာနေပေဒေတာတတိမှာကျင့်လည်နေကြတဲ့တကယ်ဘဝစစ်တွေကိုတက်ဆက်ပေးနေတဲ့ခစ်ပြိုင်ကောင်းကြောင်းများအစီအစဉ်ပါ။ ကျွန်တော်တို့တည်တယ်ကိုဘုတ်တူးနေနဲ့တနေဦးနေနေဒီမှာအစ်စ်ထုတ်လိုက်ပြီးတော့တနေနာနေနဲ့စနေနေ့ဒီမှာပြန်လည်ထုတ်လိုက်ပါလေနောက်လာမယ့်အစီအစဉ်မှာတော့ရန်ကုန်မြို့ကဖန့်လုံငယ်တွေအကြောင်းကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြပါကျွန်တော်တို့တည်တယ်ကိုအားပေးနေတဲ့လူတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲဝဲဒီပါ